တာပရိသန်တပြည့်ကြတော့လူတွေအနှစ်တရာမှာသူတို့ကတည့်ရဲ့အဲ့ဒီအချိုးစားနဲ့နှစ်နဲ့မြောက်ပြီးတော့တက်သွားမယ်နောက်နောက်လူတွေကတွက်တဲ့လူတွေကရေတွက်တဲ့တက်တန်းနဲ့ပြောမယ်ဆိုရင် လေးနဲ့မြောက်သွားရမယ်စတုပါရိတပြည့်ကအနှစ်ကိုးတန်းဆိုလို့ရှိရင်အဲအဲ့ဒါကိုလေးနဲ့မြောက်သွားလိုက်လို့ရှိရင်တာပရိသန်တပြည့်ရဲ့လူတွေကတွက်တဲ့အသက်ကိုသိမယ်လေးနဲ့ရေပဲမြောက်တက်သွားလို့ရှိရင်အဖြစ်ထွက်လာမယ် အဲ့ဒါကိုသင်္ကြိုကပြောတယ်တတောစတုကုဏံတာဝရိန္ဒနံတတောစတုကုဏံယာမနံဆိုလေးနဲ့မြောက်တာကိုပြောတာမှားတော့ရှင်းရှင်းကတော့သို့သောတီကာကျမ်းဒီမှာနေနစညင်းနစတို့အဲ့ဒါတွေထည့်ပြောတော့နည်းနည်းရှုပ်ထွေးသွားမရှုပ်ထွေးမနဲ့လေးနဲ့မြောက်တယ်ဆိုရင်ဒါပြီးသွားလူသက်တန်းကိုလေးနဲ့မြောက်လိုက်တယ်လူတွေရဲ့အဲလူတွေကတွေ့တဲ့သက်တမ်းကိုလက်ပုံတစ်ပုံနဲ့တစ်ပုံကလေးနဲ့မြောက်ပြီးတော့တက်သွားလိုက်လို့ရှိရင်သူတို့ရဲ့အဖြေကရနိုင်တယ် အဲ့ဒီလိုသက်တမ်းတွေဟာတစ်ခုနဲ့တစ်ခုရှည်သွားတာဒါရိုးရိုးကုသိုလ်ကောင်းမှုပြုလုပ်တဲ့ပုဂ္ဂိုလ်တွေရဲ့ဖြစ်ရာဘုံဌာနတွေပဲအေးငရဲဘုံဆိုတာအလုံးနဲ့သိတယ်ဒေဝဒုတာသုတ်တံမှာဆိုလို့ရှိရင်ငရဲဘုံမှာဘေးကျသွားတဲ့ပုဂ္ဂိုလ်တွေကိုယမမင်းကြီးဆိုတာငရဲသားတွေကိုအုပ်ချုပ်နေတဲ့ယမမင်းကြီးဆိုတာရှိတယ် ယမမင်းကြီးကိုဘုရားစာပေမှာ သူတော်ကောင်းလို့သတ်မှတ်တယ်။ဘာဖြစ်လို့လဲဆိုယမမင်းကြီးကငရဲ့ပြည်ကြာလာတဲ့ပုဂ္ဂိုလ်တွေကဲတင်လို့ရမယ့်ပုဂ္ဂိုလ်ကဲတင်ဖို့ဆိုတဲ့အနေထားမျိုးနဲ့နေတာဆွဲချဖို့သူနေတာမဟုတ်ဘူးနော်။တွန်းပို့ဖို့နေတာမဟုတ်ဘူးအချွန်နဲ့မဖို့မဟုတ်ဘူးအဆင်းကိုဘိမ့်တက်ပေးဖို့လာနေတာမဟုတ်ဘူး။ ဒုက္ခမရောက်ထိုက်တဲ့ပုံကိုယ်တွေကိုမရောက်အောင်ကယ်တင်ဖို့ဆိုပြီးတော့ဖြည့်ရှင်းဖို့ဆိုပြီးတော့သူကလာပြီးတော့နေတာရှင်မမင်းဆိုတာသူကသူတော်ကောင်းကြီးသူကအမြဲတမ်းတောင်းတတဲ့ငါလူဘဝဖြစ်ပြရစေဟုတ်လားငါလူဖြစ်တဲ့အချိန်မှာဖရာပွင့်နံနဲ့ဂျုံပြရစေအဲ့ဒီဖရာကိုလည်းပဲငါစိတ်ကကိုးကွယ်နေပြရစေလူလည်းဖြစ်တယ်ဖရာလည်းပွင့်တယ်ဖရာစီရောက်ချင်မှရောက်တာနော် ဲ့လိုပုံပေါ်လည်းရှိတယ်ဒါကြောင့်မို့လို့အကြောင်းဆိုတာအကုန်ပြည့်စုံအောင်တော့လူလည်းဖြည့်ရမယ်ဖျားပွင့်တဲ့အချိန်လည်းလည်းကပ်ရမယ်ဖျားစီကိုလည်းတောင်းရောက်စီကပ်ရမယ်ဖျားကလည်းတရားဟောရမယ်ဖျားဟောတဲ့တရားကိုလည်းသိကြရစေဟောအဲ့ဒါမှပြည့်စုံတယ်နော်ဆူတောင်းလို့ရှင်အဲ့ဒါလိုဆူတောင်းအောင်အဲ့ဒါလိုသူကအမြဲတမ်းတောင်းတတယ်လူဖြစ်ပြရစေ လူဖြစ်နေတဲ့အချိန်မှာဖះပွင့်နံနဲ့ကြုံမရစေဖះကိုလည်းစိတ်ကပ်ပြရစေဖះကလည်းသူ့ကိုတရားဟောပါစေဟောတဲ့တရားကိုလည်းသူ နာပြရစေနာပြီးတော့လည်းသိပြရစေဟောဇမမင်းကြီးကအမြဲတမ်းစစ်တောင်းနေဒုစရိုက်လုပ်ငန်းတွေလုပ်ပြီးတော့ငရဲရောက်သွားတဲ့ပုဂ္ဂိုလ်ဆိုလို့ရှိရင်ငရဲသားတွေကအဲ့ဒီငရဲကြလာတဲ့ ငရဲကိုမရောမလဲနဲ့ရောက်လာတဲ့လူအစ်စ်တတ္တဝါအစ်စ်ကိုဂျမမင်းကြီးရှိခေါ်လာလို့ရှိခေါ်လာတဲ့အခါကျတော့သူတို့ကဘာလုပ်တုံးစင်အရှင်မင်းကြီးဟောဒီလူဟာအမေကိုလည်းမပြုစုဘူးအဖေကိုလည်းမပြုစုဘူးဆွေမျိုးတွေတည်းကအသက်အရွယ်ကြီးတဲ့ပုံကိုယ်တွေကိုလည်းကြည့်မဆိုင်ဘူး သမဏပြေမနာဆိုတဲ့ဘာသာရေးပုံစံတွေကိုလည်းလေးစားမှုမပြုဘူးကုသိုလ်ကောင်းမှုလည်းမလုပ်ဘူးဥပုံလည်းမဆောင်ဘူးကောင်းမှုမလုပ်တဲ့ပုဂ္ဂိုလ်မကောင်းတဲ့ဒုစရိုက်တွေလုပ်လာတဲ့ပုဂ္ဂိုလ်သူ့ကိုအပြစ်ထံခတ်ပါလို့ဆိုပြီးသူစီလာပို့ကြတယ်ပို့ပြီဆိုတဲ့အတိုင်းပဲယမမင်းကြီးကမေးတယ်သူ့ကိုအေးမင်းလူပြေမှာပထမဆုံးနတ်တမန်ဆိုတာကိုမင်းတွေ့ခဲ့သလားလို့ အဲ့ဒီမိဘကိုစမေးဘုလူကမတွေ့ခဲ့ဘူးတဲ့တမန်ဆိုတော့ဘုလူကကြောက်တော့တော့ဖြစ်နေဘယ်ကတမန်တော်ရောဆိုမတွေ့ခဲ့ဘူးတဲ့နော်အေးငါဆိုလူတော်ကိုသေချာနားထောင်နေလူပြေမှာတဲ့အသက်အရွယ်ကြီး80 90အရွယ်ကြီးကခါရီကိုင်းလို့နားရီထိုင်းလို့ဆံမင်းလေးဖြူသွားလေကျိုးအဲ့လိုအဖိုးအိုကြီ ွားအိုကြီးတွေမင်းမမြင်ဘူးလားဆိုဆိုမြင်ဘူးပါလေအဲ့ဒီမြင်ဘူးတဲ့အချိန်မှာတော့ကတဲ့မင်းမစင်စားဘူးလားငါလည်းတတိကျတော့အိုကအောင်ပါလို့မင်းမတွေးပြဘူးလားဒါဒီမစင်စားခဲ့ဘူးပါဘူးတဲ့မိမိလျော့လျော့နေခဲ့ပါလေမိမိလျော့လျော့နေတယ်ဆိုတာသူဘာမှမလုပ်ခဲနေတာပြောတာမဟုတ်ဘူးကိုယ့်ရဲ့ကောင်းမှုတစ်စုံတစ်ခုမလုပ်တာစင်စားရမှာကအော်ငါလည်းတတိကျတော့အိုရအောင်ပါပဲ ိုခြင်းသောကိုမလွန်မြောက်နိုင်သေးဘူးအေးမအိုးခင်ကကောင်းတာလေးတွေလုံးမပဲဆိုတဲ့ကုလိုလုပ်ဖို့ရာအတွက်စိတ်ကိုဥမလဲဘူးကာမဂုဏ်အာယုံကိစ္စတွေနဲ့ပဲအချိန်ကုန်ပြီးတော့သွားတာကိုပမာဒလို့ခေါ်တယ်တဲ့နော်မှန်ပါဗျာအဲ့ဒီလိုနဲ့အသက်မွေးဝမ်းကြောင်းကိစ္စတွေနဲ့စောင်းဝန်နေရေးတွေနဲ့နေ့စဉ်အချိန်ကုန်ပြီးတော့ကုလိုကောင်းမှုလုံးဝမလုပ်ခဲ့ဘူးဆိုလို့ရှင်မင်းကြီးကတနာညတောင်ပြီးတော့ပြောတယ် ေးတဲ့မင်းမိခဲ့လို့မလုပ်တာတော့ဒီဒီအကုသိုလ်အလုပ်တွေမင်းမိမိလျော်လျော်နေခဲ့ပြီးလုပ်ခဲ့တာတွေကမင်းအမေကလုပ်တာလည်းမဟုတ်ဘူးအဖေလုပ်တာလည်းမဟုတ်ဘူးဇူရီမျိုးတွေကလုပ်တာလည်းမဟုတ်ဘူးဘယ်သူကမှလုပ်တာမဟုတ်ဘူးမင်းကိုယ်တိုင်လုပ်တာအဲ့တော့မင်းကိုယ်တိုင်လုပ်တော့မင်းကိုယ်တိုင်နဲ့ခံစားရလိမ့်မယ်လို့ဒီလိုပဲပြောတယ်သူအမိန်ချမှတ်ထားတာနော်အဲ့ဒီ ပထမတမန်အကြောင်းမေးတာမရတဲ့အခါကျတော့ကဲဒုတိယတမန်အကြောင်းရောဒုတိယတမန်ရောမြင်ခဲ့လားလို့ဆိုမမြင်ခဲ့ပါဘူးအေးမင်းနေမကောင်းထိုင်မသာဖြစ်လို့ကိုယ့်ရဲ့မစင်ညီကြီးတွေမှာလူနဲ့အော်ဟစ်ပြီးတော့အများကဝိုင်းထူမှာထားနိုင်တဲ့လူနာကြီးရောမင်းမမြင်ခဲ့ဘူးလားလို့ဆိုမြင်ခဲ့ပါတယ်အဲ့ဒီလိုမြင်တဲ့အခါမှာမင်းတိတက်ပြီးတော့စဉ်းစားခဲ့ဘူးလား ငါလည်းပဲတနေ့နာရအောင်ပါပဲနာခြင်းသဘောတရားကိုငါမလိုမြောက်နိုင်သေးဘူးမနာခင်ကကုသိုလ်ကောင်းမှုတွေလက်အောင်ပါပဲဆိုတဲ့အတွေ့အလေးမင်းမပေါ့ဘူးလားဆိုမပေါက်ခဲ့မိပါဘူးတဲ့စာဝန်တွေရေးနေတဲ့အချိန်ကုန်သွားပြောလို့ပါလို့အာယုန်နေထဲမှာပဲအချိန်ကုန်သွားခဲ့တယ်ဟောဒီကဘယ်လောက်ကြောက်ဆက်ကောင်းတော့နော်နောက်ကိစ္စသောက်ပြီးတော့ဒီတိုင်းပဲအချိန်ကုန်သွားတယ်ကုသိုလ်ကောင်းမှုဆိုတာတခုမှမလုပ်ဘူး ါနဲ့ရှင်မမင်းကြီးကခုနလိုပဲပြောတယ်အေးမင်းလိုမင်းမလုပ်ခဲ့တာမင်းလုပ်ခဲ့တဲ့အကုသိုလ်တွေကမင်းမဲ့လုပ်တာမင်းအမေတွေလုပ်တာမဟုတ်ဘူးအဲ့တော့မင်းလုပ်တာမင်းမဲ့ကံရခံရနိုင်မယ်နောက်တစ်ခါတတ္တိယတမန်ရောမတွေ့ခဲ့ဘူးလားလို့ဆိုမတွေ့ခဲ့ပါဘူးအေးတည်ဆုံးသွားတဲ့လူတွေတွေမတွေ့ခဲ့ဘူးလားလို့ဆိုတွေ့ခဲ့ပါတယ်အဲ့ဒီလူတွေတွေ့တဲ့အခါကျတော့ငါလည်းပဲတနေ့သေးရအောင်မှလို့မတွေ့ဘူးလားတဲ့ တွေးပြီးတော့မသေးခင်ငါကောင်းတာတွေလုပ်ဦးမှာပဲလို့မစဉ်းစားခဲ့ပြီးစဉ်းစားပြီးတော့ကောင်းတာတွေမလုပ်ခဲ့ဘူးလားဆိုတော့မေ့လျော့ခဲ့ပါတယ်မလုပ်မိပါဘူးတဲ့ဟောဒီလိုပဲဖြစ်အဲ့ဒီကျတော့ယမဘင်းကြီးကတမန်၃ယောက်သူသူနံသူသေးဆိုတဲ့တမန်၃ယောက်အကြောင်းမေ့စ်ပြီးတဲ့အခါကဲမင်းထိုင်နေမဲကအကယ်၍သူက ကုသိုလ်ကောင်းမှုများရှိလို့ရှင်သူကဖော်ပြီးတော့ပေးတယ်ဖော်ပြီးရင်လည်းပဲအဲ့ဒီပုဂ္ဂိုလ်ကကုသိုလ်ကိုတတိယပြီးတော့သူကံအရှိန်နဲ့လွတ်သွားတယ်ညီမမင်းကလွတ်ပေးတာမဟုတ်ဘူးနော်မှန်ပါပါဘုရားသူကကုညီုံတက်တက်ပဲသူကုညီဖို့လိုက်ရှာတာကုညီလို့မရဘူးဘုလိုကကောင်းတာလေးကတစ်ဆက်မှမတွေ့ဘူးမကောင်းတာတွေနဲ့တွေ့တော့ကဲမင်းထိုင်တယ်မင်းကံလို့ဆိုတော့တခါတဲ့ငရဲသားတွေကသူ့ကိုဆွဲခေါ်တော့ဆွဲခေါ်သွားပြီးတော့ ဘယ်ဘက်လက်ထဲမှာတန်ချောင်းကြီးထိုးထည့်လိုက်တယ်။မိရဲ့ရဲ့နဲ့တန်ချောင်းကြီးထိုးထည့်တယ်။ညာဘက်လက်ထဲမှာတန်ချောင်းကြီးထိုးထည့်လိုက်တယ်။ဘယ်ဘက်ခြေထောက်မှာတန်ချောင်းကြီးထိုးရိုက်လိုက်တယ်။ညာဘက်ခြေထောက်မှာလည်းမိရဲ့ရဲ့တောက်နေတဲ့တန်ချောင်းကြီးထိုးရိုက်ပြီးယင်ဝမှာလည်းပဲတန်ချောင်းကြီးထိုးရိုက်လိုက်တယ်တဲ့။တာမန်လူတယောက်ဆိုတော့တေးပါပေါ့။မြင်းသားမတေးဘူးတဲ့။ဘာဖြစ်လဲလို့ကံမကုံသေးရင်မတေးဘူးတဲ့။ခံရဖို့တက်တက်ဖြစ်ရတာ။ဒီလို မိပူနေတဲ့တန်ချောင်းကြီးရဲရဲတောက်နေတဲ့တန်ချောင်းကြီးရင်ဝထိုးထားတောင်မှမသေးဘူးတဲ့သူကအော်ဟစ်ပြီးတော့အတက်ကရှင်းနေတုံးပဲမောင်းတက်ပြင်းဆိုရငရဲပြေမှာရှိတာနော်ကာမကုံမချင်းသူတို့ဘယ်တော့မှမသေးဘူးတဲ့အိုးအဲ့ဒီငရဲပြေမှာညှင်းဆဲလိုက်ပုံတော့အမျိုးမျိုးပဲဆောက်ထိုးဆဲပြီးတော့ဓမ္မရည်နဲ့ခုတ်တယ် လှဲဝလှဲဆွဲပြီးတော့နွားလိုမောင်းတယ်မောင်းတဲ့မြေကလည်းပဲဟောလားတန်ရဲ့နေမိရဲ့တောက်နေတဲ့တန်ဘူးမြေကြီးပုံမှာမိကောင်ကြီးကိုတက်ခိုင်းတယ်မတက်ရင်နောက်ကရိုက်တယ်ဟောအဲ့ဒီလူတွေလုပ်ပြီးနောက်ဆုံးကျတော့ဘယ်ထဲပြစ်ချတော့ဆိုငရဲအိုးကြီးတွေပြစ်ချတယ်ငရဲအိုးကြီးတွေပြစ်ချပွက်ပွဲဆူးနေတဲ့ငရဲအိုးကြီးတွေကညပြန်ပေါ်လာပြီးဆိုဆဲဆဲပြီးတဲ့အခါကျတော့အဝီစီငရဲကြီးတွေထည့်ပြီးတော့ပို့လိုက်ပြန်တယ် အဲ့လိုနဲ့ကံမကုံမခြင်းအဲ့ဒီပုဂ္ဂိုလ်ဟာအဝိစီငယ်တဲ့မှာဒီလိုပဲခံနေရတယ်အဝိစီဆိုတာတတ္တဝါတွေရဲ့အကြအလတ်လည်းမရှိဘူးမိထောက်တွေရဲ့မိမလောင်တဲ့နေရာမပူတဲ့နေရာဆိုတဲ့အကြအလတ်လည်းမရှိဘူးနော်ငရဲခံတဲ့တတ္တဝါတွေကလည်းပြိနာအဘူးထဲမှာအကလေးတွေထည့်ထားသလိုပဲတဲ့ပြိနာဒါကြောင့်အဝိစီလို့ခေါ်တာ မိတော့တွေကလည်းရှင်စက်မပြအကုန်လုံးဟုံးဟုံးတောက်နေတယ်။ချမ်းသာဒုက္ခရတဲ့အကွက်ကလေးဆိုတာလည်းတခုမှမရှိဘူး။အေးတခါတည်းရန်ကြတော့အဲ့ဒီငရဲကလေးတောင်အဆောက်အုံကြီးတဲ့အကြီးကြီးတည်ယူဇနာရှိတဲ့လေးတောင်အဆောက်အုံကြီးတန်မိုးတန်ကာတန်ခင်းနဲ့တန်တကားကြီးတွေတတ်ထားတာ။နော်တန်တကားကြီးတွေတတ်ထားတာတခါတည်းရန်ကြလို့ရှိရင်အဲ့ဒီတကားကြီးတွေကဂျောင်းဆိုပြီးတော့ပွင့်လာတယ် ပွင့်လာတဲ့အခါကျတော့ငရဲသားတွေကအဲ့ဒီကနေထွက်ထွက်ပြေးကြတာလေလွတ်မလားလို့မလွတ်ဘူးတက်တဲ့အဲ့ဒါဒုက္ခပေးတဲ့တကားကိုဖွင့်ပေးလိုက်ပြီးထွက်ပြေးတဲ့ကောင်လေးပို့ပြီးတော့အရိုက်ခံရပြန်အဲ့လိုနဲ့ပဲဒုက္ခတွေရောက်ပြီးတော့လွတ်ထွက်သွားတဲ့ကောင်လေးငရဲအိုးတဲ့တကားပြစ်ချခံရပြန်တယ်အဲ့လိုငရဲခံနေရတဲ့ဘဝဟာဒုက္ခဒုက္ခရောက်ပြီးတော့ အခုလိုငရဲခံရတယ်ဆိုတာမြတ်စွာဘုရားသခင်ကိုရမြတ်ကဒေဝဒုဒ္ဒသုတ်တံမှာဟောထားတာရှိပါတယ်ဒေဝဒုဒ္ဒသုတ်ကနှစ်သုတ်ရှိတယ်အင်္ဂုတ္တရဲမှာတစ်သုတ်မိစိမတိကံမှာတစ်သုတ်အဲ့ဒီနှစ်သုတ်ကိုဖတ်ကြည့်လို့ရှိရင်တော့ငရဲအကြောင်းတည်ကောင်းစရာတွေအကုန်ပြည့်စုံအောင်သိနိုင်ပါလိမ့်မယ်ဘုရားမြတ်စွာဟောထားတဲ့အထက်အတိုင်းပဲအဲ့ဒီလိုမကောင်းမှုအကုသိုလ်တွေလုပ်တဲ့ပုဂ္ဂိုလ်တွေခံရတဲ့နေရာ ငရဲဆိုတာအမတန်ကြီးမားတဲ့အဖြစ်ထိုငရဲတဲ့နည်းနည်းတက်တာတာကြည့်လိုက်လို့ရှိရင်တရိษံဩတရိษံနေခန်းနေရတာတော့အားလုံးမြင်ဘူးရပါလိမ့်မယ်လူတွေစားဖို့အတွက်နေ့စဉ်ကြက်တွေဝက်တွေတရိษံတွေတက်ဖြတ်နေတာလဲတာမှမဟုတ်ဘဲနဲ့နော်ကြက်တွေကိုခြေရောက်ကျုံနဲ့ခြီးပြီးတော့ဆွဲပြီးတော့စပိတ်နောက်ကတင်ပြီးတော့နင်းသွားတာမှမြင်ရင်အစောဝက်တွေကျိုးတုပ်ပြီးတော့ ဟုတ်လားမော်တော်ဆိုင်ကယ်ချိတ်ဆွဲသွားတာတွေမမြင်ရင်အဆုံးနော်ဘယ်သူကမှဟဲ့မလုံးပါနဲ့လို့ကာဝယ်ပေးမဲ့လူမရှိဘူးတဲ့တရိษံတွေရဲ့ဘဝဟာဘလို့တနာတွေကောင်းတယ်အဲ့ဒါလူတွေနဲ့နီးလို့လူတွေကညှင်းဆဲခံရတဲ့တရိษံတွေသာတွေ့ရတာတော်ရဲမှာအာဖရိက တော်ရိုင်းထဲမှာကြီးကြီးလိုက်အောင်တရိษံတွေကတက်တာလားဆိုမတက်တာဘူးရှင်သေးစာကြားစာဖြစ်ပြီးတော့သိနေကြတာအကုန် တကောင်းမှလွတ်တယ်လို့မရှိကြဘူးခြေထဲဆင်းရင်မိချောင်းသာဖြစ်တယ်ဒါမိချောင်းကရောသူရောလွတ်လာဆိုမလွတ်ဘူးသူ့နဲ့ရန်သူနဲ့ပဲသူဟာရှေးကကောင်းစားသူ့ကိုနောက်ကကောင်းကားလုပ်နေအဲ့လိုအညမညခါရိကဒုက္ခလခါရိကတရိစ္ဆာန်ဘုရားကြည့်လိုက်မယ်ဆိုရင်လည်းတကောင်းတကောင်းစားပြီးတော့အားရှိတဲ့ကောင်ကအားနေတဲ့ကောင်ကိုတပ်ဖြတ်စားတော့နေတဲ့ဘုံဘဝကြီးအနှံ့ကြောက်စရာကောင်းတယ်တဲ့အာကုသို့အဲ့ဒီလိုဘုံဘဝတွေ ဖြစ်တာမွားကြည့်လိုက်လို့ရှင်စာရမဲမဲတောင်းရမဲမဲဘိုက်ကူနံကမျက်လုံးကကြောပေါ်ရောက်လို့ရောက်နှစ်ဖူးပေါ်ရောက်လို့ရောက်နော်ကမောက်ကမာတွေဖြစ်ပြီးတော့နေရတဲ့ဘဝမျိုးကြီးဒါဝင်လူတွေကကြောက်ပြီး16တယ်ဆိုပြီးတော့လန့်နေကြတကယ်ကတော့သူတို့ဘုံဘဝကိုကြောက်စရာဘုံဘဝကြီးဖြစ်ကြတာနော်အဲ့ဒီလိုဘုံဘဝတွေကနေလွတ်လာပြန်တဲ့အခါကျတော့လူဘဝရောက် ောင်းတဲ့ဘဝလေးရောက်လို့ကောင်းတဲ့အခြေအနေလေးပြီးတဲ့အချိန်မှလည်းပဲမိမိတရောရောနဲ့ကုသိုလ်ကောင်းမှုမလုပ်ဘဲနဲ့အကုသိုလ်တွေဆက်လုပ်သွားလို့ရှင်တခါသွားပြန်ရောငရဲပဲအခုအောက်ဘုံပြန်ရောက်သွားပြန်တတ်တယ်အေးဒါကြောင့်မလို့ဘုရားမြတ်စွာက32ဘုံဆိုတာဟောထားတာဟာကိုရောမြတ်ကိုရောတိုင်းကံတရားတွေရဲ့အကြောင်းကိုသိရှိပြီးတော့ထိုကံတရားတွေလုံနေတဲ့ပုံကိုယ်တွေဟာ ဘယ်ကံကိုလုပ်ရင်ဘယ်ပုံသွားတယ်ဆိုတာကိုယ်တိုင်သိရဲ့ဟိုးတမထချင်းစဉ်ချင်းလို့မေတ္တာကရုဏာမုရိဒာဥပေက္ခာစတဲ့ဘာဝနာတရားတွေပွားလို့ကတိုင်းစားတဲ့တမထချင်းစဉ်တွေကိုချင်းလို့ဇံပင်ရှင်တွေပေါ့ရောက်သွားတဲ့ပုံစံတွေကြတော့မြမပြေရောက်ပြီးအသက်တွေရှည်ကြတိုင်းရှည်နေတယ်တခါထို့အတူယုတ်တရားတွေကိုဆွဆွယုံမုံပြီးတော့ပိစမေဆိုင်ကိုတိုးမြင့်ပွားတဲ့ပုံစံတွေကြတော့ယုတ်တရားမရှိတော့တဲ့အရူပဘုံမှာရောက်နေတယ်တို့ ဒီလိုတ attva မျိုးတွေကလည်းလောကမှာရှိသေးတယ်ချမ်းသာဒုက္ခရနေတဲ့ attva ကမ္ဘာလောကကြီးတစ်ခုလုံးကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်32ဘုံဟာ attva မျိုးစုံတို့ရဲ့ချင်းလီ ဖြစ်တည်ရာ ဖြစ်ပြီးတော့မိမိတို့ကံအားလျော်ဆိုတာ attva တွေကတန်တရာထဲမှာလက်ပတ်နေကြတယ်ဆိုတဲ့အကြောင်းအမိဓမ္မာရှုထောင့်ကနေပြီးတော့ကြည့်မယ်ဆိုလို့ရှိရင်နော်ကံတရားအဓိကပဲ ကံတရားကနေဖန်တီးထားတဲ့ပရိသတ်တွေအားရောဆိုထိုးထိုးဘုံဘဝမှာတတ္တဝါတွေဖြစ်ကြရတယ်။ဖြစ်လာတဲ့ဘုံဘဝမှာကုသိုလ်ကောင်းမှုကိုမလုပ်နိုင်မဲနဲ့အကုသိုလ်တွေကိုဆက်ပြီးတော့လုပ်နေမယ်ဆိုလို့ရှိရင်ဒီတန်တရားဝတ်ထဲမှာပြင်းငိမ်မှုရမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ဗမာပြည်မှာဗမာစာထဲမှာအဆိုစကားတစ်ခုရှိတယ်။ပြမပြည်မှာ တဝင်းဝင်းဝယ်စခြင်းမှာတရှုပ်ရှုပ်ပြမဘဝကနေပြီးတော့ချက်ချင်းကြီး ပြမာရီရဲ့တပ္ပထချင်းစဉ်ရဲ့စွမ်းအားကုသူကအမတန်မှပြင်းထန်လို့ပြမပြေကတေးတေးတင်ချင်းတော့ဝက်တော်မဖြစ်နိုင်ဘူးပေါ့လူပုံဖြစ်စေနတ်ပုံဖြစ်စေဒီဘုံဘုံမှာဖြစ်ပြီးတဲ့နောက်တတ္တိယဘဝကြတော့မှတော့ဝက်ဘဝဖြစ်ဖို့ရမလွတ်သေးဘူးတဲ့။ဘာဖြစ်လို့မလွတ်သေးတာလို့ဆိုအတွင်းသဏ္ဍာန်မှာမရှင်းသေးဘူးတဲ့။ဘုန်းကြီးတို့တွေအတွင်းရှင်းအောင်အရင်လုပ်ရမယ်။အတွင်းထဲမှာရှုပ်နေတယ်။အဲ့ဒါကအဓိကပဲ။ အတွင်းကအရှုပ်တွေဆိုတာဘာတွေလို့ဆိုရင်လောဘဒေါသမောဟစတဲ့ကိလေသာတွေပဲအဲ့ဒီလောဘဒေါသမောဟစတဲ့ကိလေသာတွေရှိနေသေးတယ်များအမှားယွင်းဆိုတဲ့မကောင်းတဲ့ကံတွေကိုလုံးမိနေဥမာပဲလုံးမိနေသေးတယ်များတန်လျာထဲမှာ30တပုံမှာလှက်လဲပြီးတော့ကောင်းတာလုံးမိတဲ့အလှဲ့ကောင်းတဲ့ဘက်ရောက်သွားလိုက်မကောင်းတာလုံးမိတဲ့အလှဲ့မကောင်းတဲ့ဘက်ရောက်လာလိုက်တဲ့စုံကြီးဆန်းကြီးအတိမကျဘဝခကြီးမှာဒီလိုရှောင်လန်းနေကြရဥမာဆိုတာဘုရားမြတ်စွာရဲ့ အမြင်အရ30ဘုံဝါဒဟာကံပေါ်မှာအခြေတည်နေသည့်အတွက်ကြောင့်မိမိသားနဲ့ဗရဏပဲအဓိကတော့မိမိသားနဲ့ဗရဏမိမိကောင်းလို့ရှိရင်ကိုကောင်းတဲ့ခေါင်းပဲမှမရွေ့ဆိုတာနော်ဆရာတော်ကြီးပြောတာကခေါင်းမရွေ့ဘူးဆိုတာဘာပြောတာတော့ဆိုတော့လူတွေမှာကြည့်လိုက်လို့ရှိရင်လေကိုမကောင်းတဲ့အတွက်ကြောင့်ခေါင်းကရွေ့ရွေ့သွားတယ်တော်ကြခွေးကောင်းကြီးဖြစ်လိုက်တော်ကြနွားကောင်းကြီးဖြစ်လိုက်တယ် ခေါင်းတွေကအမျိုးကိုစုံးနေတာပဲเนาะလူကောင်းလေးကြီးဖြစ်တာမဟုတ်ဘူးတခြားကောင်းကြီးတွေပါတတ်တန်လာဂျိုးပါတဲ့ခါပါလိုက်အဲ့ဒါကိုကောင်းဖို့ရအမတန်ရည်ကြီးတယ်ကိုကောင်းဖို့ဆိုတာကိုယ့်ရဲ့နှလုံးအစ္ဆတလေးထဲမှာအရေးကြီးတယ်သုံးသက်တဲ့ပုံရှိသလားမရှိဘူးလားဆိုတာအရေးမကြီးဘူးကိုယ့်ရဲ့နှလုံးသားထဲမှာအကုသိုလ်တရားတွေမဖြစ်ဖို့ဆိုတာအမတန်မှအရေးကြီးတယ်ဆိုတာကိုယ်စီကိုယ်ငါသဘောကျပြီး အကုသိုလ်တရားတွေဖယ်ရှားနိုင်အောင်ကုသိုလ်တရားတွေကြိုးစားနိုင်အောင်တိုးပွားနိုင်အောင်ကြိုးစားကြင်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်းအာမေန်